မြန်မာနွေခရိုနီကယ်နိုဝင်ဘာ30ပြည်တွင်ကအမှုပညာရှင်အားလုံးကိုရွေးကောက်ပွဲအတွက်လှုံ့ဆော်ဝါဒဖြန့်ရမှအသုံးချမြန်မာနိုင်ငံပြည်ပမှာနေထိုင်ပြီးလောလောဆယ်မြန်မာနိုင်ငံနဲ့ပြည်မသွားတဲ့အမှုပညာရှင်တွေဖို့အာနာသိန်းစစ်တပ်ရဲ့လာမယ့်ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ကမ်ပိန်းမှာမပါဝင်ဘဲနေခွင့်ရှိပေမဲ့ပြည်ရင်းမှာနေထိုင်ပြီးအမှုပညာလုပ်ငန်းလုပ်ကိုင်နေကြတဲ့အဆိုတော့တရုတ်ဆောင်ဒါရိုက်တာတွေဖို့ စစ်တပ်ရဲ့ဖိအားကိုတွန်းလှန်နိုင်မှုခက်ခဲမဲ့အနေအထားရောက်နေကြတာဖြစ်ပါတယ်။ချို့သောတရုတ်ဆောင်အစိုးရနဲ့ဒါရိုက်တာတွေကတော့ငကူကလေးကစစ်တပ်နဲ့နှီးဆက်တဲ့ဆက်ဆံရေးရှိနေပြီးစိတ်လူလျာကိုလှုပ်ဆောင်ပေးနေကြတာဖြစ်လို့၎င်းတို့အတွက်ကပြဿနာမဟုတ်ပေမဲ့လူပညာရှင်အများပြားကဒီလိုဝါရဖြစ်ကံပိမှာမပါဝင်လို့ကြပါဘူး။၎င်းတို့နဲ့အချို့ကမိမိတို့အသက်မွေးကြောင်းအောင်လုပ်ကိုယ်သာလုပ်ကိုင်းလို့ပြီးနိုင်ငံရေးနဲ့မဆက်ဆက်လူကြတဲ့သဘောဖြစ်ပြီးချို့ကတော့အာနာသိမှုကိုမထောက်ခံ စစ်တပ်ကိုလည်းမလိုလားပေမဲ့အကြောင်းကြောင့်ကြောင့်ပြည်ရင်းမှနေထိုင်ပြီးဒီအလုပ်တပ်မွေးမှုကိုမစွန့်လွန်နိုင်လာကြောင်းဗီဇက်နှံချက်နေထိုင်မျိုးရင်ဆိုင်ချရတာဖြစ်ပါတယ်ပထမမျိုးစားမှာတရုတ်ဆောင်ခန့်စီသူစူမြတ်သူစားတို့လိုအာနာရှိတဲ့အစိုးရနဲ့ပေါင်းသင်းမဲ့လူပညာရှင်မျိုးတွေပါဝင်ပြီးတတိယမျိုးစားမှာတော့ဆီယနာသိမ်းပြီးနောက်ဖန်စီထောင်ချခံခဲ့ရတဲ့တရုတ်ဆောင်အင်ဒရာကျော်စင်ပြည်တီဦးတို့လို လူပညာရှင်တွေပါဝင်တယ်လို့ဆိုနိုင်ပါတယ်ခေတ်ဆက်ဆက်စစ်တပ်ဟာ၎င်းတို့ရဲ့ဝါရဖြန့်ချီရေးအတွက် ရုပ်ရှင်ဇလံတွေစာဆောင်တွေထုတ်လုပ်ဖြန့်ချီခဲ့ကြပြီးလူလက်ရေးရပြီးကာစခေတ်တွေကတည်းကမြောက်ရီမဂဇင်းဟာစစ်တပ်ပိုင်းမဂဇင်းဖြစ်ပြီးနောက်ပိုင်းမဆာလာခေတ်ကောနဝတ္တခေတ်တွေမှာတော့ဝေတာရီတို့လိုမဂဇင်းတွေကိုပါသိမ်းယူခဲ့တာဖြစ်ပါတယ်။လူလက်ရေးရပြီးကာစပြည်တွင်းစစ်နောက်ခံဝိထုတွေကိုဗမာတပ်မတော်ကအရာရှိဟောက်စာရေးစရာတွေရေးသားခဲ့ကြသလိုချုံသောဝိထုတွေကိုရုပ်ရှင်ဖြင့်လည်းထုတ်လုပ်ဖြန့်ချီခဲ့ကြတာတွေ့ရပါတယ်။လူလက်ရေးရပြီးကာစကာလမြောက်ရီမဂဇင်းကနေ့ နောက်ပိုင်းရုံမြင့်တန်ကြားခေတ်ရောက်လာတဲ့အခါမြောက်ရီရုပ်တံကို1995ခုနှစ်မှာစတင်ခဲ့တယ်လို့မြောက်ရီသတင်းစာကလည်း1988ဆီယနာသိမ်းပြီးနောက်ပိုင်းထုတ်ဝေခဲ့တာဖြစ်ပါတယ်။ခေတ်ဆက်ဆက်မှာစစ်တပ်ရဲ့ဝါရဖြန့်ချီရေးနဲ့ဆိုရဝါရဖြန့်ချီရေးက90 80ရာခိုင်နှုန်းထပ်တူထပ်မြဖြစ်ခဲ့တာပါ။ခုလိုစစ်တပ်အာဏာသိမ်းထားတဲ့ကာလမှာစူပါဝါရဖြန့်ချီရေးနှစ်ခုရဲ့အကြောင်းအရာ90ရာခိုင်နှုန်းနီးပါးကအတူတူပဲဖြစ်တာတွေ့ရမှာဖြစ်ပါတယ်။ 2021ခုနှစ်ဆရာအာနာသိမ့်ပြီးကစားဆန္ဒပြမှုတွေမှာလူပညာရှင်အများအပြားဆရာနာသိမ့်မှုကိုစန့်ကျင်ဆန္ဒပြခဲ့ကြသလိုစီရမ်လှုပ်ရှားမှုအတွက်လုံဆောင်ပေးခဲ့ကြတာတွေလည်းရှိခဲ့ပြီးအာနာသိမ့်စကောင်စီကလူပညာရှင်အများအပြားကိုရာဇသက်ကြီးပုံမှ905ကကြီးနဲ့ဝရမ်းထုတ်ကဖန်ဆီးခဲ့တာပါဖန်စီမခံရအောင်နေဆက်ဒေတာတွေကတစဉ်အိန္ဒိယနိုင်ငံတတိယနိုင်ငံတွေစီထွက်ပြေးတိမ်းရှောင်သူတွေဖန်စီခံရပြီးထောင်နဲ့အပြစ်ပေးခံရသူတွေအများပြားရှိခဲ့ပါတယ် ကျင်းနောင်နဲ့နှစ်နဲ့ချီနေထိုင်ခဲ့ကြရသူတွေလည်းရှိခဲ့တာပါ။တစ်ဖက်မှာလည်းဆရာနာသိမှုကိုထောက်ခံခဲ့သူအနာသိဆန်းကြီးရဲ့ဆန္ဒပြဝဲတွေမှာမပါဝင်ခဲ့တဲ့ဥပညာရှင်တွေကိုသပိတ်မှလူမှုရေးပြည်တံခတ်ဖို့လှုံ့ဆော်မှုတွေနဲ့ဆိုရှယ်မီဒီယာမှာကြေပြန့်စွာဖြစ်ပေါ်ခဲ့တာပါ။အနာသိမှုနောက်ပိုင်းနှစ်တွေမှာစစ်ကောင်စီကကျင်းပတဲ့ကြံပွဲတွေမှာတွားရောက်ဖြော်ပြတဲ့လူပညာရှင်တွေကိုလည်းမြို့တော်လေးထောက်ခံသူလူလူတွေကတပိတ်မှလူမှုရေးပြည်တံခတ်ဖို့လုံဆောင်ခဲ့ကြတာဖြစ်ပါတယ်။ နောက်ကာလတွေမှာတော့နှုပညာရှင်တွေအများစုကစစ်ဆိုးရနဲ့ခက်ဝဲဝဲနေခဲ့ကြပြီးစစ်တပ်ထောက်ခံတဲ့နှုပညာရှင်တွေကသာစစ်ကောင်းဆောင်ရဲ့ပြပခီးစဉ်သွားပြန်တွေမှာပိုးဆောင်တာကျူးဆိုတာလုပ်ခဲ့ကြတာဖြစ်ပါတယ်။ခုလက်တလောကာလမှာနှစ်ကုံမှချင်းပါမဲ့ရွေးကောက်ပွဲဝါဒဖြန့်ကံပေမှာနှုပညာရှင်တိုင်းပါဝင်ကြရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုအနာသိစစ်ဆိုးရကချမှတ်ထားပုံရပြီးရွေးကောက်ပွဲကိုထောက်ခံလုံဆောင်တဲ့ဇလန်းတို့ဒေသချင်းနှုဆော်ချက်ဗီဒီယိုတို့စရှိတာတွေထုတ်လုပ်ပြီးလူလူကိုဖြန့်ချိဖို့ ရားပေးလှူဆောင်လာတာတွေ့ရပါတယ်။မြူတော်လင်းအင်အားစုသူတို့ဖြင့်ပြပမှန်နေထိုင်ကြတဲ့လူပညာရှင်တွေနဲ့တချို့လှုပ်ရှားသူအင်အားစုတွေကရွေးကောက်ပွဲကိုထောက်ခံလှုံ့ဆော်မှုမှာပါဝင်တဲ့လူပညာရှင်တွေကိုတပိတ်ပေါက်ချဖို့လူမှုရေးပြည်တံခတ်ကြဖို့နှိုးဆော်နေကြတာလည်းဖြစ်ပါတယ်။ပြည်ရင်းကလူပညာရှင်တွေအနေနဲ့ရွေးကောက်ပွဲထောက်ခံဝါဒဖြန့်ကံပေးမှာမပါဝင်ရင်ဖန်ဆီးခံရနိုင်တဲ့အနေအထားမျိုးတိအနာသိစစ်တပ်ကချိန်ကျနေတဲ့အခြေအနေမျိုးမှာပါဝင်ဖို့ညှင်းဆန်ရဲမဲ့သူရှားပါတဲ့အခြေအနေလည်းဖြစ်ပါတယ်။ ။ချို့သောနုပညာရှင်ရုပ်ရှင်သမားအချို့ရွေးကောက်ပွဲစမ်းကျင်မှုပတ်သက်တဲ့ဆိုရှယ်မီဒီယာ post ကိုနှစ်သက်တာ ထောက်ခံတာသင်္ကေတပြယုံနဲ့ဖန်ခံနေကြရတာကြောင့်လဲလူပညာရှင်တွေကကြောက်ရွံ့မှုကမြင့်တက်လာနေတယ်လို့ဆိုနိုင်ပါတယ်။ဒီဘက်မှာလည်းရွေးကောက်ပွဲဝါရဖြန့်ကမ်ပိန်းမှာပါဝင်သူအလုံးကိုသပိတ်မှောက်ဖို့လူမှုရေးပြည်ထောင်ကတ်ဖို့မြို့တော်လိုင်းအင်အားစုတွေကလှုံ့ဆော်မှုကြောင့်စစ်တပ်ကိုမလိုလားပေမဲ့ဖန်ခံရမယ့်အနေနဲ့လူပညာအသက်မွေးလုပ်ကိုဆွန့်လွှတ်လိုက်ရမယ့်အနေနဲ့တွေကြောင့် ပါဝင်ရသူတွေဖို့ဘေးကျန်းနှံကျက်နေထိုင်မျိုးလည်းဖြစ်ပါလိမ့်မယ်။အနာသိစစ်တပ်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်ခံမယ့်ရဲ့အကျိုးဆက်ကလူပညာလောကကိုကြီးမားတဲ့ကြေရိုက်ခတ်မှုတွေဖြစ်စေသလိုလူပညာရှင်တွေနဲ့ပရိသတ်တွေကြားလဲနားလည်မှုရှုပ်ထွေးစေတဲ့အထိတရားမှုတွေဖြစ်စေပြီးရန်ငါပြက်စေတာလားစီယုံရေးပြက်စီးစေတာလားဆိုတာရှင်းရှင်းလင်းလင်းကောက်ချက်ချဖို့ခက်ခဲတဲ့အနေအထားဖြစ်လာစေတာတွေ့နေရပါတယ်ရှင်။ ပါကစ္စတန်နိုင်ငံမြို့တော်မှာရှိတဲ့တရားရုံးပြင်ပအထေကံဘုံးပေါက်ကွယ်မှုတစ်ခုကြောင့်အနည်းဆုံးလူ၁၂ဦးသေဆုံးပြီး28ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒီအထေကံဘုံးကွယ်မှုဟာအစလမာဘတ်ခရိုင်တရားရုံးရဲ့ G11 area မှာရှိတဲ့တရားရုံးဝင်အဝင်ပေါင်းနီးမှာဖြစ်ပွားခဲ့တာလို့ပါကစ္စတန်ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။အဲ့ဒီနေရာဟာပုံမှန်အားဖြင့်လူစီကားတဲ့နေရာလေးဖြစ်ပါတယ်။တိုက်ခိုက်သူဟာတရားရုံးထဲကိုဝင်ရောက်ဖို့ကြိုးပမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့တဲ့နောက်ရဲကားတစ်စီးနီးမှာဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ ပောက်ကွဲတံကိုရဲတပ်ဖွဲ့ဌာနချုပ်အထိကြားခဲ့ရပြီးအနီးနားပတ်ဝန်းကျင်မှာထိတ်လန့်ခဲ့ပါတယ်။အရေးပေါ်ကေဆယ်ရေးတွေနဲ့လုံခြုံရေးတပ်ဖွဲ့တွေဟာဖြစ်ပွားရာနေရာကိုချက်ချင်းရောက်ရှိခဲ့ကြပါတယ်။ပောက်ကွဲမှုအကြောင်းရင်းကိုစုံစမ်းနိုင်ဖို့နေရာကိုပိတ်ထားခဲ့ပါတယ်။မှုကင်းဆေးဘက်ဆိုင်ရာအဖွဲ့လည်းစုံစမ်းစစ်ဆေးဖို့ရောက်ရှိနေပါတယ်။ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတူကတော့ပောက်ကွဲမှုအတွင်ဒဏ်ရာသူတချို့အခြေအနေစိုးရိမ်ရတယ်လို့ပြောကြားခဲ့ပါတယ်။မျက်မြင်သက်သေတွေကတော့အလောင်း၄-၅လောင်းကိုမြေပြင်မှာပြန်ကျဲနေတာတွေ့ရတယ်လို့ပြောပါတယ်။ ကျွန်တော်တို့ကားတွေကိုရက်ပြီးဂိတ်တဲကိုဝင်ပြီး30-35မိနစ်ကြာမှာပဲကျေလောင်တဲ့ပေါက်ကွဲတံကိုကြားခဲ့ရတာပါဒါကကြီးမားတဲ့ပေါက်ကွဲမှုတစ်ခုပါပဲမီးတွေလောင်းနေပါတယ်ခန္ဓာကိုယ်အစိပ်ပိုင်းတွေပြန်ကျဲနေပါတယ်ပြီးတော့ရင်းနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာခဲ့ကြတာပါလို့မျက်မြင်သက်သေတွေကပြောပါတယ်ဒီသေးကဘုံခွဲတက်ခတ်မှုအတွက်ဘယ်ဖွဲ့စည်းဘယ်ပုဂ္ဂိုလ်ကမှတာဝန်ယူကြောင်းကြေညာတာမရှိသေးပါဘူးဒီတက်ခတ်မှုဟာ ပါကစ္စတန်နဲ့အာဖဂန်တာလီဘန်တို့ကြားတတိယကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမအောင်မမြင်ဖြစ်ခဲ့ပြီးရပိုင်းကြမှာဖြစ်ပွားခဲ့တာပါပြီးခဲ့တဲ့တစ်ပတ်ကလည်းပါကစ္စတန်တရားရုံးချုပ်ရဲ့မြေအောက်ကမ်းမှာဗဟုလေအေးဘေးစနစ်ပြုပြင်စဉ်အတွင်းဒဏ်ငွေအိုပေါက်ကွဲမှုဖြစ်ပြီးလူ12ဦးခန့်ဒဏ်ရာရရှိခဲ့ပါသေးတယ်ခင်ဗျာ အဖိနှိတ်ကန်ရိုဟင်ဂျာလူနည်းစုဝင်တွေလှေမှောက်ခဲ့လို့ဒါဇင်နဲ့ချီပျောက်ဆုံးနေပြီးမလေးရှားရဲတပ်ဖွဲ့ကဂန်ရန်ကင်းလဲမှုတွေကိုတလင်းလာနေမှာတုံ့ပြန်ဆောင်ရွက်ခဲ့ပါတယ်။မလေးရှားနိုင်ငံနောက်မြောက်ပိုင်းထိုင်းနဲ့နယ်ဇန်နီဂန်ရန်မှာရုံလောင်းတွေတွေ့ရှိထားပါတယ်။ထိုင်းရဲတပ်ဖွဲ့ကလည်းပင်လယ်ပြင်မှာကလေးငယ်တွေပါဝင်ရုံလောင်းတွေကိုတင်းနှင်းတွေနေကဆယ်ယူရရှိခဲ့တယ်လို့ပြောပါတယ်။အင်္ဂါနေ့အထိတေဆုံးသူအနည်းဆုံး22ဦးရှိတယ်လို့မလေးရှားကမ်းခြေဆောင်တပ်ကပြောဆိုပါတယ်။ သူတို့တွေမှာတွေ့ရှိခဲ့တဲ့ကံပြားတွေအရသူတို့ဟာဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနဲ့နယ်စပ်ကကော့ဘဇာဒုက္ခသည်စခန်းကရိုဟင်ဂျာတွေဖြစ်တယ်လို့ဆိုပါတယ်။မလေးရှားနိုင်ငံကလန်ကဝေကျွန်းရဲမှုကမှောက်သွားတဲ့လေဟာရိုဟင်ဂျာတွေယာနဲ့ချီတင်ဆောင်လာတဲ့လေနှင်းစင်းတွေကပိုငယ်တဲ့ဒစီးဖြစ်တယ်လို့တလင်းလာနေမှာသတင်းနောက်တွေကိုပြောဆိုပါတယ်။လုံခဲ့တဲ့နှစ်ပတ်ကမြန်မာနိုင်ငံကနေမလေးရှားကိုဥတီထွက်ခွာလာတဲ့လေစင်းမှာခီးတဲ့300လောက်ပါတယ်လို့ကရအူးစုံစမ်းစစ်ဆေးမှုတွေအရသိရပါတယ် နောက်ပိုင်းပင်လယ်ထဲရောက်မှလှေနှစင်းကိုပြောင်းရွှေ့ပေးခဲ့ပြီးလှေနှစင်းကလူ80လောက်နဲ့ပိုကြီးတဲ့လေကကျန်လူ230လောက်လိုက်ပါခဲ့ကြတယ်လို့ဆိုပါတယ်။ပိုကြီးတဲ့လေနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့အာဏာပိုင်တွေကပြောပါတယ်။လက်ရှိချိန်ထိအသက်ရှင်သူတရာဇင်ကန့်ကိုကယ်ဆယ်နိုင်ခဲ့ပြီးသူတို့ထဲမှာအများစုကရိုဟင်ဂျာတွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦးလည်းပါဝင်တယ်လို့ဆိုပါတယ်။ထိုင်းနဲ့မလေးရှားလေရင်တွေနဲ့လည်းအသက်ရှင်သူတွေကိုရှာဖွေနေတယ်လို့လည်းပြောပါတယ်။ဒွေမာလာစော်ပိုင်းကထုတ်ပြန်ခဲ့တဲ့ကုလသမဂ္ဂဆင်းတွေအရ ဒီနေ့ထက်မှမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကနေရိုဟင်ဂျာ9100ကျော်ဟာလှေတွေနဲ့ထွက်ခွာခဲ့ကြပါတယ်။အဲဒီတဲကခီးတဲ့600နီးပါးဟာသေဆုံးခဲ့တာဒါမှမဟုတ်ပျောက်ဆုံးနေတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။မွတ်စလင်အများစုနေထိုင်တဲ့မလေးရှားနိုင်ငံဟာရိုဟင်ဂျာဒုက္ခသည်တွေအတွက်ဦးစားပေးကိုလိုရီနိုင်ငံဖြစ်ပေမဲ့မလေးရှားနိုင်ငံကတော့ဒုက္ခသည်အဖြစ်အတိမတ်မပြုပါဘူး။ကယ်ဆယ်ထားတဲ့သူတွေကိုထိန်းသိမ်းထားပြီးမလေးရှားလူဝင်မှုဥပဒေချိုးဖောက်နိုင်ခြေရှိတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်တယ်လို့မလေးရှားရဲတပ်ဖွဲ့ကတလင်းလာနေမှာပြောဆိုခဲ့ပါတယ်ခင်ဗျာ။ န္ဒိယနိုင်ငံနယူးဒေလီမြို့တော်ရဲ့အချက်အချာကြတဲ့နေရာတနေရာမှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုနောက်ဆက်တွဲခြေနေပါနယူးဒေလီမြို့ရဲ့ရှေးဟောင်းနန်းတော်ဖြစ်ခဲ့တဲ့ရဲတိုက်နေတဲ့နီးကပ်နေတဲ့နေရာမှာဝမ်းနည်းစရာနဲ့ထိတ်လန့်စရာဖြစ်ပျက်ရဲ့အကျဉ်းချန်တွေကိုတွေ့ရတာဖြစ်ပါတယ် I got out of my car ကျွန်တော်ကားလေးကနေထွက်လာခဲ့တယ်လူတွေပြေးနေကြတော့ကျွန်တော်လည်းပြေးခဲ့ပါတယ်ပေါက်ကွဲမှုကြောင့်နီးနားမှာရပ်ထားတဲ့ရင်တွေမိလောင်ပျက်စီးခဲ့ပါတယ် ောက်ကွဲမှုဖြစ်ရတဲ့အကြောင်းရင်းကိုတော့မဖော်ထုတ်နိုင်သေးပေမဲ့အာဏာပိုင်တွေကတော့ဖြစ်နိုင်ခြင်းအလုံးကိုထည့်သွင်းစဉ်းစားထားတယ်လို့ပြောပါတယ်။ကားပောက်ကွဲမှုမှာလူအနည်းဆုံး၈ဦးသေဆုံးခဲ့ပြီးလူရောက်၂၀ကျော်လည်းဒဏ်ရာရရှိခဲ့ကြပါတယ်။အဲဒီဂျင်ရဲ့ပိုင်ရှင်ကိုဖမ်းဆီးထားပါတယ်။ဘုံရှင်လင်းရဲ့ဖွဲ့တွေအကြမ်းဖက်မှုတိုက်ဖျက်ရေးဖွဲ့နဲ့အမျိုးသားလုံခြုံရေးအေဂျင်စီတီတီကလုံခြုံရေးတပ်ဖွဲ့ဝင်တွေဒါဇင်နဲ့ချီပြီးပောက်ကွဲမှုဖြစ်တဲ့နေရာကိုစစ်ဆေးနေကြပါတယ်။ဒီပောက်ကွဲမှုဟာမြောက်ယထာဘူရာယုံနဲ့ သမိုင်းဝင်ရဲတိုက်နေအနီးကမီးပွိုင်စီဖြည်းဖြည်းချင်းမောင်းနေလာတဲ့အရွယ်လက်စား i20 ကားစီးမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။မြန်မြန်တပ်သေးတွေရဲ့အဆိုအရပောက်ကွဲချိန်မှာကားထဲမှာလူတွေရှိနေခဲ့တယ်လို့သိရပါတယ်။အိန္ဒိယပြည်ထရေးဝန်ကြီးအာမစ်ရှာကအခင်းဖြစ်တဲ့နေရာကိုတွားရောက်ကြည့်ရှုခဲ့ပြီးတခြားအရာရှိတွေကတော့ဆေးရုံမှာဆေးကုသမှုခံနေရသူအချို့ကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်။တညာလုံးစုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ကြပြီးနောက်ဆုံးအချိန်ဤသေးစိတ်ကိုတော့မနက်ပိုင်းမှာသတင်းစာရှင်းလင်းပွဲမှာ အများပြည်သူသိအောင်ထုတ်ပြန်သွားဖို့မျှော်မှန်းထားပါတယ်ခင်ဗျာဆီးရီးယားသမ္မတအာမတ်အယ်ရှရာဟာ အမေရိကန်ရဲ့ရှေးဟိုးဆွဲရုပ်သံလိုင်းဖြစ်တဲ့ Fox News Interview မှာပါဝင်ခဲ့ပါတယ်။သူဟာသူ့ရဲ့ Jihad Warrior ကိုလုံးဝဆွတ်လွတ်လိုက်ပြီဆိုတာပြသဖို့မျှော်လင့်နေခဲ့ပါတယ်။အခိုင်အမာအကြမ်းဖက်ဝါဒနဲ့အထိတ်ကပတ်သက်ကြတာနဲ့ပတ်သက်ပြီး Fox News ရဲ့မေးခွန်းကိုဖြေကြားရမှာ။အခုတော့ဒါအထိတ်ကကိစ္စပါပဲ။ကျွန်တော်တို့ဒါကိုဆွေးနွေးခဲ့ကြတာမရှိပါဘူး။ကျွန်တော်တို့သမ္မတနဲ့အနာဂတ်ကြောင်းဆွေးနွေးခဲ့ကြပါလေ။ Syria ကိုလုံခြုံရေးချိန်းချောက်မှုမရှိတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်မြင်အောင်အနာဂတ်မှာ Syria မှာယင်းနှမြုပ်နယ်မှုခွန်လန့်တွေအကြောင်း ဆွေးနွေးခဲ့ကြပါလေလို့သူကပြောကြားခဲ့ပါတယ်။တရင်လာနေစောပိုင်းမှာတော့အဲရှာရာဟာအမေရိကန်ရဲ့အကြမ်းဖက်နိုင်ငံများဆင်းကနေဖယ်ရှားခံခဲ့ရပြီးရပ်ပိုင်းကြမှာပဲ။အင်ဂျီရောကိုတရားဝင်လာရောက်ခဲ့တဲ့ပထမဆုံးစီးရီးယားကောင်းဆောင်ဖြစ်လာခဲ့ပါတယ်။ဒေါ်နယ်ထရန့်နဲ့တမိုင်းဝင်တွေ့ဆုံမှုမှာစီးရီးယားသမ္မတကအစ္စလာမစ်နိုင်ငံတော် IS ကိုစန့်ကျင်တဲ့ကမ္ဘာလုံးဆိုင်ရာမာမေးဖွဲ့မှာပူးပေါင်းဖို့သဘောတူခဲ့ပါတယ်။အမေရိကန်ကတော့စီးရီးယားနဲ့တန်တမန်ဆက်ဆံရေးပြန်လည်စတင်မယ်လို့ကြေညာခဲ့ပါတယ်။ ထရန့်ကစီးပွားရေးပြီးဆုံးမှုတွေကိုတစ်စိတ်တစ်ပိုင်းဆိုင်းငံ့ဖို့လဲသဘောတူခဲ့ပါတယ်။သူ့ရဲ့အရှိလက်ပိုင်းငင်းချင်းရေးစီမံကိန်းအတွက်ဆီးရီးယားရဲ့အရေးပါပုံကိုအလေးပေးပြောကြားခဲ့ပါတယ်။သမ္မတထရန့်ကကျွန်တော်တို့ဆီးရီးယားကိုအောင်မြင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာစေချင်ပါတယ်။ဒီကောင်းဆောင်လုပ်နိုင်မယ်လို့ကျွန်တော်ထင်ပါတယ်။တကယ်ကိုထင်ပါတယ်။တချို့လူတွေကသူ့မှာခက်ခဲတဲ့အတိတ်ရှိခဲ့တယ်လို့ပြောပါတယ်။ကျွန်တော်တို့အားလုံးလည်းခက်ခဲတဲ့အတိတ်တွေရှိခဲ့ကြတာပါလို့ပြောပါတယ်။ပြီးခဲ့တဲ့နှစ်ကအာနာရယူပြီးခဲ့တဲ့ကအာမက်အယ်ရှာရာဟာ သူ့ရဲ့အတိတ်ကဂျမ်းဘတ်ဘုံရိပ်ကိုပဲဖျက်ပြီးပိုမိုကောင်းမွန်တဲ့ဘုံရိပ်ကိုပြသဖို့ကြိုးပမ်းခဲ့ပါတယ်။လွန်ခဲ့တဲ့တစ်နှစ်ကအထိ American Dollar 10သန်းစုငွေထုတ်ထားခံရတဲ့ Ashara ဟာတလင်းလာနေမှာတော့အင်ဂျီရိုကီးစင်နဲ့အတူထူးခြားတဲ့အပြောင်းလဲဖြစ်ပေါ်ခဲ့တာပါခင်ဗျာ။